အားလုံးပဲမင်္ဂလာပါရှင် ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပြီးပေါ်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ရွှေကျက်တော်နေမော်ဆိုင်ခင်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါအဖေနဲ့အမေဘလို့ဖြစ်ကြတာလဲအဖေနဲ့အမေရဲ့နှစ်ယောက်လုံးအတူတူကျမကိုထားပြီးထွက်သွားကြတော့ကျမကဘလို့အသက်ရှင်ရမှာလဲရှင်ကျမဘာလို့ရမှာလဲကျမအဖေနဲ့အမေမရှိဘဲနဲ့အသက်မရှင်နိုင်ပါဘူးကဲကဲကဲတော်ပြီတော်ပြီ ဘာရီများဒီလောက်ကြောင်မှတောင်းကြံပြီးတော့ငိုရှုံနေရတာလေ။ငါတို့အားလုံးတရက်ကြာရင်သွားရမယ့်သူတွေကြီးပဲ။ဘယ်သူမှတသက်အလုံးအသက်ရှင်နေလို့ရတာလည်းမဟုတ်ဘူး။အေးဟုတ်တယ်ဟုတ်တယ်။ငါတို့ကွယ်လွန်သွားကြတဲ့သူတွေကိုအများဆုံးမီးတချို့ပေးမှဖြစ်မယ်လေ။သူတို့ကိုဒီပုံစံအတိုင်းကြီးရောထားလို့ဘယ်ဖြစ်ပါမလဲ။ရာဒီကာဆိုတာကတော့အသက်20အရွယ်မင်းကလေးတူဖြစ်ပါရဲ့။သူရဲ့မိဘတွေကမှအသက်ငငယ်ရွယ်မှကွယ်လွန်သွားခဲ့ကြပါရဲ့။ဦးလေးနဲ့အတော်ဖြစ်သူကလည်းသူရဲ့မိဘတွေကိုမီးရှို့တကြိုးပေးခဲ့ကြပါရဲ့ မိဘတွေကွဲလွန်သွားခဲ့ပြီးတဲ့နောက်မှာတော့မောင်တမားဆွေမျိုးသားချင်းမရှိတဲ့ဒါဒီကခမရတယောက်ထဲတကောင်ကြွဖြစ်သွားခဲ့ရပါပြီ။သူမအခန်းထဲမှာတယောက်ထဲထိုင်ကုန်နေခဲ့တဲ့အချိန်မှာပဲသူ့ဦးလေးရဲ့သမီးဖြစ်သူကအခန်းထဲဝင်လာခဲ့ပါရဲ့။ဒါဒီကရေနေပါဖြစ်လို့တယောက်ထဲထိုင်ပြီးတော့ငိုနေရတာလေ။အခုလိုမျိုးငိုနေလို့နေရမိဘတွေက ပြန်အသက်ရှင်လာမလား။ကဲကဲကဲအမြန်လို့အမြန်လို့ထထငါတို့ဘိုက်တွေတအားစာနေပြီ။ငါတို့အတော်အကြတော့ကြောင့်အမြန်ဆုံးသွားကြပြီးသွားသွား ရှာလို့ရင်ငါအရန်ကိုဝမ်းနေနေရဲ့ငါဘာတခုမှလှုပ်ထင်ကိုင်းခြင်းစိတ်မရှိဘူးငါ့ကိုတယောက်တည်းနေခွင့်ပေးစမှာဒီအချိန်မှာအတော်ဖြစ်တော့ကာမီဖို့ကန်နေဝင်လာခဲ့ပြီးနောက်မှာတော့သူမရဲ့သပင်ကိုစောင့်ဆွဲပြီးမိဖို့ကန်တဲ့အထိခေါ်သွားပါတယ်အတော်ကြီးအတော်လှုပ်ပါရှင်ကျမနာလို့ပါကျမနာရဲလှုပ်ပေးအတော်ရဲ့ကြောက်စရာကောင်းတဲ့ပုံစံကိုသူမတွေးမြင်ခဲ့ရပြီးလမ်းဖြန်သွားပါတယ်အတော်ဘာလှုပ်တာလဲကျမအကျော်ကြော်ပေးပါမယ်ရှင်ကျမရဲ့သပင်ကိုလှုပ်ပေးပါတော့ခဏနေရောဦးလေးဖြစ်သူလဲရောက်ရှိလာပါတယ် နေရဲ့မိဘတွေကတော့အသက်ရှင်နေသေးရမဟုတ်ဘူးနေရဲ့တာဝန်တွေအားလုံးငါတို့ပေါ်ကိုထားပြီးတော့သူတို့ကတော့ထွက်ခွာသွားကြပြီနင်းဒီအိမ်မှာနေကျင်နေဆိုရင်တော့ငါတို့ပြောတဲ့စကားကိုနားထောင်ပြီးတော့နေရလိမ့်မယ်ဒီအိမ်မှာနေအလौတမတယောက်လိုမျိုးပဲနေရမှာနားလေလားပြောဆိုပြီးနောက်မှာတော့ဦးလေးအတော်နဲ့သူရဲ့ညီမတဝန်ခွဲဖြစ်တော်ကထွက်ခွာသွားပါတယ်ရာဒီကလည်းငိုနေရင်းနဲ့ပဲသူရဲ့ဦးလေးနဲ့အတော်မိသားစုဝင်တွေစားဖို့အတော်အကြော်တွေကိုကြော်ပေးခဲ့ပါရဲ့တစ်ဖက်မှာတော့ဦးလေးနဲ့အတော်ကသူရဲ့အခန်းထဲမှာထိုင်နေရဲ့စကားတွေပြောဆိုနေခဲ့ကြပါရဲ့ ရှင်ဘွားတလျှောက်လုံးပထမအဦးဆုံးအကြိမ်ကောင်းမွန်တဲ့အလုပ်တစ်ခုကိုရှင်လုပ်ခဲ့ရပါရှင်။သူရဲ့ပိုင်းဆိုင်မှုတွေ၊လဲရီ၊မြေရီ၊အိမ်တွေလက်ဝဲလက်စားတွေအားလုံးကိုရှင်ရဲ့နာမည်နဲ့လွှဲပြောင်းလိုက်ပြီးတော့ပြီးတော့ရှင်ရာဒီကရဲ့မိဘတွေကိုလည်းလမ်းကနေတခါရဲဖယ်ရှားပစ်လိုက်တယ်တော့တယ်။ဘလို့ဖြစ်နေရလဲကွာ။ဘာလို့ဒီစကားကိုအကြိမ်ပြောနေရတာလဲ။နေရတွေမှာနားရီရှိတယ်ဆိုတဲ့စကားကိုမင်းမကြားဘူးလား။တကယ်လို့ဒီအကြောင်းကိုတဲရောက်ကသာကြားသွားလို့ရှင်ဘလို့လုပ်မလဲ။ငါကငါရဲ့အကူနဲ့ ငါရဲ့မကြီးနှစ်ယောက်လုံးကိုတတ်ပြစ်လိုက်တယ်ဆိုတော့ကိုသာတစုံတယောက်သိသွားရင်တော့ပြဿနာအကြီးအကျယ်တက်မှာပဲဒါနဲ့အခုတလို့စက်တော်နေဈေးကြီးကဘလောက်တောင်မှတက်နေလဲဆိုတော့ကိုမင်းလည်းသိရမလားငါတို့လည်းရမင်းတစ်ခုလုံးကိုပိုင်ဆိုင်သွားပြီဆိုတော့တိတ်မကြခင်မှာငါတို့ချမ်းသာသွားကြလိမ့်မယ်ခဏနေတော့ဒါဒီကအားလုံးစားသောက်ဖို့အတွက်စက်တော်ကြော်လေးကိုယူလာခဲ့ပေးပါရီသူတို့ဘာဖြစ်လို့စက်တော်ကြော်ပဲစားကြလဲဆိုတော့အိမ်မှာစက်တော်နေကြီးပဲရှိလို့ပါပဲ သူတို့လေယာစိုက်ပျိုးရေးလုံခန်းမှာဆိုလို့ရှင်လဲကြက်တော်နီကိုပဲစိုက်ပျိုးကြတာပါ။ရရှိတဲ့ကြက်တော်နီတွေအားလုံးကိုရောင်းချပြီးသွားတဲ့အခါမှာပတ်စံတွေအများကြီးလည်းရရှိသွားတဲ့အတွက်အမျက်တွေအများကြီးကျန်သွားခဲ့ပါတယ်။သူတို့ကိုယ်တိုင်ကတော့အစားအသောက်တွေကိုအဝလည်းစားတောက်နေခဲ့ကြပေမယ့်ရာဒီကာကိုတော့ဘာတကူမှစားတောက်ခွင့်မပြုကြပါဘူး။ရာဒီကာပိုက်အရန်စားလာခဲ့တဲ့အခါမှာတော့သူမအိတ်ထဲမှာရှိတဲ့ကြက်တော်နီတွေကိုထုတ်ယူပြီးအစိမ့်အတိုင်းပဲဝါးစားပြလိုက်ကြပါတယ်။ တနေ့မှာတော့သူမရဲ့ဘဝအရန်ကိုကန်စိုးရဲဆိုတဲ့အကြောင်းကိုစဉ်းစားနေရင်ဝမ်းနဲ့ပလတ်ဖြစ်ပြီးထိုင်ငိုနေခဲ့မိပါတယ်။အဖေနဲ့အမေဘာဖြစ်လို့ကျမကိုထားပြီးတော့ထွက်သွားကြတာလဲ။ကျမကိုလည်းတခါတည်းအတူတူခေါ်သွားရင်တော့ဘလောက်တောင်မှကောင်းလိုက်မလဲ။အခုလိုဒုက္ခဒုက္ခနဲ့ကျမနေထိုင်စရာအကြောင်းမရှိတော့ဘူးပေါ့။ကျမကိုအားလုံးကအခုဆိုရင်တော့ရန်သူတယောက်လိုမျိုးဆက်ဆံနေကြတယ်၊နှိမ့်ဆက်နေကြတယ်။အရင်ကျုံးကဆိုလို့ရှိရင်တော့ဦးလေးနဲ့အတော်ကျမတို့အပေါ်ဘလောက်တောင်မှကောင်းလိုက်တယ်လဲနော်။ဒါပေမဲ့အဖေနဲ့အမေမရှိတော့တဲ့နောက်ပိုင်း ဦးလေးနဲ့အတော့ဘလို့ဖြစ်သွားလဲမသိပါဘူးရုတ်တရက်အရန်ကို ပြောင်းလဲသွားပြီဒါရီကိုစဉ်းစားနေစဉ်းစားနေရတာဒီကတည်းကအရန်ကိုအိမ်ငိုင်လာခဲ့တဲ့အတွက်ကြောင့်မလို့အိပ်ဖြောသွားခဲ့ပါတယ်။သူမရဲ့အိမ်မက်ထဲမှာသူမရဲ့မိဘတွေကိုတွေ့လိုက်ရပါတယ်။မငုံနဲ့တမီလေးရဲ့မငုံပါနဲ့ကိုယ်ချိန်ကစားပြီးနေရဘွားမှာဘာဆင်းရဲဒုက္ခမှထပ်ပြီးခံစားရမှာမဟုတ်တော့ဘူး။ဟုတ်တယ်တမီရဲ့ဟုတ်တယ်။အဖေတို့ကနောက်ကျော်သားနဲ့ထိုးခံလိုက်ရတာအကြီးအကျယ်လှည့်စားခံလိုက်ရတယ် ဒါပေမဲ့မနက်ဖြန်ကြောင်းလို့ရှင်တော့ကြက်တော်နေအိတ်သေးကနေတမီရရှိခဲ့တဲ့အရာကြောင့်တမီဘွားတစ်ခုလုံးပြောင်းလဲသွားနိုင်မယ်တိလားခဏအတွင်းမှာသူမအိယာကနေလန်နိုးလာခဲ့ပါရဲ့သူမအရန်ကိုအံ့အားတင်သွားခဲ့တဲ့အတွက်ကြောင့်မလို့ဟိုဟိုတီတီလိုက်ကြိတ်နေခဲ့မိရပါဘို့နိုင်ကိုကြည့်လိုက်တဲ့အခါမှာတော့မနက်6နာရီထိုးနေကြရကိုတွေ့လိုက်ရပါတယ်ဒီအချိန်မှာပဲသူ့ရဲ့အတော်အဖြစ်တို့ကအတန်းအကျဲကြီးနဲ့អော်လိုက်ပါတော့တယ်ကဲကဲကဲတမီလေးရှာလို့ရေတမီလေးအဲ့ဒီအလောက်တမမကိုအမြန်ဆုံးနှိုးလိုက်စမ်းပါဦးငါတို့အားလုံးအိယာကားထနေပြီ တို့ဘာဖြစ်တော့အခုချိန်ထိမထရသေးရလေငါတို့အတွာမနှက်စာအမြန်ဆုံးပြင်ဆင်ပေးပါလို့စက်တော်နီပလာတာလုပ်ပေးပြီးတော့လဖေးလေးပါလေးဖြော်တိုက်လို့ပြောစမ်းရာဒီဦးတို့ကတော်လေးကိုအေးနေတယ်သူကအေးအေးစိစိအိတ်နေရဟုတ်လားရှာလူကလည်းရာဒီကားရဲ့အခန်းထဲအမြန်ဆုံးဝင်သွားခဲ့ပြီးနောက်မှာတော့မနှက်စာပြင်ဆင်ခိုင်းလိုက်ပါလေရာဒီကလည်းမျက်နှာသေးချေမိုးချုပ်ပြီးနောက်မှာတော့မနှက်စာပြင်ဆင်ဖို့အတွက်မိဖို့ကန်နေဝင်လာခဲ့လိုက်ပါလေသူမကစက်တော်နီအိတ်ထဲကစက်တော်နီကိုယူတော်မဲ့အချိန်မှပဲ ရွှေရောင်လင်းဝဲတောက်ပနေတဲ့ကြက်တော်နီတလုံးကိုတွေ့လိုက်ရပါတယ်။ဒီကြက်တော်နီကရွှေနဲ့တူလိုက်တာလင်းဝဲတောက်ပနေရပဲ။ငါမှတ်မိပြီ။မနေ့ကညတော်ကငါ့ရဲ့အိမ်မထဲမှာငါ့အဖေနဲ့အမေရောက်လာပြီးထူးဆန်းတာတခုခုဖြစ်လိမ့်မယ်ဆိုပြီးတော့ငါ့ကိုပြောသွားခဲ့ကြသေးတယ်။ဒါဆိုရင်တော့ထူးဆန်းအောင်အောင်ဖွဲ့ရကိစ္စကတော့ဒါပဲဖြစ်ရမယ်။ငါကန်ကောင်းလိုက်တာဟာ။ရာဒီကာကလည်းကြက်တော်နီကိုသူမရဲ့အိတ်ကထဲမှာထည့်ပြီးနောက်မှာတော့မိဖို့ကန်ထဲမှာထမင်းဟင်းချက်ပြုံးနေခဲ့ပါရီ။သူမမနှက်စာအားလုံးအတွက်ပြင်ဆင်ပေးခဲ့ပါရီ။သူမ အခန်းထဲပြန်ဝင်လာခဲ့ပြီးနောက်မှာတော့တကားကြက်ချပြီးသူမရဲ့အိတ်ကထင်မှထည့်ထားတဲ့ရွှေအောင်ကျတော်နီလေးကိုထုတ်ကြည့်လိုက်တာပေါ့ငါဒီရွှေကျတော်နီလေးကိုဘာလို့ရမလဲအိမ်မှာရှိတဲ့သူတွေအကုန်လုံးကဒါငါမှဒါရှိတာကိုသိသွားလို့ရှင်တော့ငါစီကနေလူယူကြမှာပဲရာဒီကတယောက်တည်းဒီအကြောင်းတွေကိုစဉ်းစားနေခဲ့တဲ့အချိန်မှာဦးလေးဖြစ်သူကတကားကိုတစ်ချက်အသေးစောက်ကန်ချလိုက်တဲ့အတွက်တကားပွင့်ထွက်လာခဲ့ပါရဲ့ အားလုံးကလည်းအခန်းထဲကိုပြေးဝင်လာခဲ့ကြတဲ့အချိန်ရာဒီကာကတရက်အိတ်ထဲမှာရွှေချက်တော်နီလေးကိုအမြန်ဆုံးဖွဲထားလိုက်ပါရီနေအတော်လေးအသုံးမကျတဲ့မိန်းမပဲမနှက်ဆောင်တွေကိုဘလို့ပြင်ဆင်ထားပေးရလဲနေလောက်ထားတဲ့ပလာတာတွေကတချမ်းကကြက်တယ်တချမ်းကမကြက်ဘူးစားလို့ကိုမရဘူးနေရဒီအိမ်မှာနေဖို့အတွက်အဆင်အတန်ကိုမရှိပါဘူးဟာအဲ့ဒါကြောင့်ဒီအိမ်ကနေထွက်သွားလိုက်တော့တွားတွားတွားအခုတလောနေတော်လေးလူဝါဝါလာတယ်လို့ငါကတော့ထင်တယ် နင်းကိုဒီအိမ်ကနေမောင်းထုတ်လိုက်တယ်ဆိုပေမဲ့နင်းကိုငါတို့ပြောထားတဲ့အတိုင်းနေရဒီအိမ်ကအလုတ်သမားပဲနော်။နင်းထမင်းဟင်းချက်ဖို့အတွက်အချိန်ရောက်ပြီဆိုလို့ရှိရင်တော့အိမ်ကိုပြန်လာခဲ့ရမယ်ကြားလား။ထမင်းချက်ပြုတ်ပြီးစီးသွားခဲ့တဲ့အခါမှာတော့ငါတို့အိမ်ရဲ့အနောက်ဘက်မှာရှိတဲ့နေရာမှာပဲနင်းသွားနေရမယ်။ဒီလိုနဲ့ရာဒီကားကလည်းဦးလေးနဲ့အတော်မောင်းထုတ်လိုက်တဲ့အတွက်အိမ်ရဲ့အနောက်ဘက်ကတောအုပ်ထဲကိုဝင်သွားရပါလိမ့်။အပြင်မှာရာဒီအိုးတို့အချိန်လေးတော်တော်လေးအေးနေပါလိမ့်။အပြင်မှာနှင်းတွေကလည်းကြာနေခဲ့ပါလိမ့်။ ။သူမကြောက်ထဲဝင်သွားခဲ့ပြီးနောက်မှာတော့မီးလောင်နေရင်စဉ်းစားလိုက်ပါရဲ့။ကြောက်ခပဲငါမရွှေကျက်တော်နီကတော့ရရှိသွားခဲ့ပြီးဦးလေးနဲ့အတော်အားလည်းငါ့ကိုအိမ်ကနေမောင်းထုတ်လိုက်တယ်။တညလုံးကဘလို့နေရပါမလဲ။ဒီချိန်မှာရာသီကားကလည်းကြိုးပဲ့ပြက်စီနေတဲ့တစ်ပင်တစ်ပင်ကိုမြင်တွေ့ခဲ့ရပါရဲ့။သူမကလည်းအဲ့ဒီတစ်ပင်နဲ့ပဲတစ်တွေကိုခုတ်ပြီးနောက်မှာတော့အိမ်လေးတိမ်ဆောက်လုပ်ပြီးကြောက်ထဲမှာနေထိုင်ခဲ့ပါရဲ့။ကဲဘလို့မစောဒီမနေထိုင်ဖို့အဆင်ပြေသွားပြီဆိုတော့ငါဒီရှိကျက်တော်နီလေးကိုတော့စိုက်ထားလိုက်တော့မယ်ဟာ သူမကလည်းရွှေကျတော်နေလေးကိုစိုက်ပြိုထားခဲ့ပါရီ။နောက်နေ့မှာတော့ကျတော်နေရဲ့ကနေပြီးတော့ကျတော်မိန်လေးထွက်လာခဲ့ပါရီ။ဟဲနောက်ထပ်ကျတော်နေရဲ့အများကြီးပါလားထူးဆန်းလိုက်တာငါ့ရင်ကားသူတွေငေါအကူညီပေးနေကြတယ်။သူမလည်းကျတော်နေရဲ့ကိုအိတ်ထဲမှာဆုတ်ထည့်ပြီးနောက်မှာတော့ထမင်းဟင်းချက်ဖို့အတွက်ပြင်ဆင်ပါရီ။နောက်နေ့မနက်သူအိတ်ရကနိုးထလာခဲ့တဲ့အခါမှာတော့နောက်ထပ်ကျတော်နေရဲ့အများကြီးတွေ့လိုက်ရပါရီ။ဒီလိုနဲ့တဖြည်းဖြည်းသူမကကျတော်နေရဲ့ကိုစူးစောင်းလာခဲ့လိုက်တာအများကြီးရရှိသွားခဲ့ပါပြီ။ကြည့်ပါအောင်အခုဆိုလို့ရှင်တော့ငါအစဉ်ပြေချောင်းမွေလာခဲ့ပြီး ငါမရွှေကြက်တော်နေပြီအများကြီးရသွားခဲ့ပြီဆိုတော့စိတ်ပြတ်ဝမ်းနေစရာကောင်းတဲ့ဘဝကနေငါလွတ်မြောက်ပြီပေါ့နော်။ငါ့အခုဘယ်သူမှထပ်ပြီးတော့တားလို့လည်းမရတော့ဘူး။ဒါပေမဲ့ဒီနေ့ရောငါနောက်ဆုံးအချိန်ဦးလေးနဲ့အတော်ရဲ့အိမ်မှာထမင်းသွားချက်ပြောက်ပေးလိုက်အောင်မယ်။သူမထမင်းဟင်းချက်ပြုံးနေနဲ့အိတ်ထဲမှာထည့်ထားတဲ့ရွှေကြက်တော်နေတလုံးကထွက်ကြလာပါလေ။ကြောက်တွေ့ကြရတဲ့အခါမှာအားလုံးကလည်းအံ့အားသင့်ကောင်းကြတာပေါ့။အမေရေတမီးတို့အိမ်ကနေမောင်းထုတ်လိုက်တဲ့အချိန်ကစပြီးတော့အပြစ်မှရွှေတွေကိုလိုက်ခိုးနေရကြည့်အောင်။ ဦးလေးနဲ့အတော်ကလည်းရွှေကြက်တော်နီတလုံးကိုယူထားလိုက်ခဲ့ပြီးနောက်မှာတော့ရာဒီကားကိုရိုက်ကြပါတယ်။ဒီပုံစံအတိုင်းသူ့ကိုလှုပ်ပေးလို့လုံးဝမဖြစ်ဘူးနော်။သူနေနေတဲ့အိမ်လေးမှာလည်းလိုက်ကြည့်ရမယ်။သူဘာတွေလှုပ်ချသေးလဲမသိပါဘူး။သူတို့ကလည်းဒီကားရဲ့အိမ်ကိုသွားကြည့်လိုက်တဲ့အခါမှာတော့အိတ်တလုံးအပြည့်ရွှေချက်သောနီတွေကိုတွေ့ခဲ့ရပါတယ်။ဒါတို့တွေ့ခဲ့ရတဲ့အခါမှာလောဘကြီးရဲ့ဦးလေးနဲ့အတော်ကရာဒီကားကိုကျိုးနေချီပြီးရိုက်ကြပါတယ်။ကဲကြည့်ပါဦး။ဒီလောက်များတဲ့ရွှေချက်သောနီတွေငါတို့အရန်ချမ်းသာသွားကြတော့မှာပဲ။ ငါတို့သူ့ရဲ့မိဘတွေကိုလမ်းကနေဖယ်ရှားပြစ်လိုက်တယ်လို့မျိုးသူ့ကိုလည်းဖယ်ရှားပြစ်ကြမယ်လေဒါဆိုရင်ဦးလင်းရဲ့အတော်ကကျမရဲ့မိဘတွေကိုလောက်ချံတပ်ဖြတ်ခဲ့ရပေါ့လေဟုတ်လားဘာဖြစ်လို့အခုလိုလုပ်ရတာလဲကျမရဲ့မိဘတွေကိုလည်းလောက်ချံခဲ့တယ်ကျမကိုလည်းဒီလောက်ထိနှိပ်စက်နေသေးတယ်အမေတို့ကိုလှည့်စားခဲ့တဲ့ဒုက္ခပေးခဲ့တယ်အခုဘလောက်ပဲစူးစမ်းပါစေဘယ်တော့မှချမ်းသာလာမှာမဟုတ်တော့ဘူးအဲဒီကြက်တော်နေတွေကနေပြီးတော့ပိုးတွေထွက်လာလိမ့်မယ်နေယူမြယူနေလားဒီကြက်တော်နေတွေကတာမန်ကြက်တော်နေမဟုတ်ဘူးဒါကရွှေကြက်တော်နေတွေ ဒီထဲကဘလို့ဖြစ်ပြီးတော့ပိုးထွက်မလဲခဏအကြာမှာပဲကျက်သွန်းဒီအိတ်ထဲကနေပိုးတွေအများအကြီးထွက်လာပြီး၃ရောင်လုံးကိုကိုက်ပါရီနောက်ဆုံးမှာတော့သူတို့ရဲ့ကိုတစ်ခုလုံးကပြရီဖြစ်သွားခဲ့ပါတော့တယ်ရာဒီကလည်းသူ့ကိုယ်သူလိုမျိုးအောင်စူးစားခဲ့ပေမဲ့သူမရဲ့ကျက်သွန်းဒီအကုန်လုံးကတော့ပိုးတွေဖြစ်သွားခဲ့ပါပြီနောက်နေ့မှာရှင်းနေတူရောက်ရှိလာပါတယ်သမီးလေးနေရမိသားစုဝင်တွေအားလုံးမကြံတော့ဘူးဆိုတော့နင်ကပဲအမွေဆက်ခံသူဖြစ်သွားပြီးပြောဆိုပြီးနောက်ရှင်းနေပြန်သွားပါတယ် ဒုက္ခပဲဒါရီအားလုံးကငါမလို့ထိန်းသိမ်းရမှာလဲစီးပွားရေးလုပ်ဖို့အတွက်ပတ်စံကရှိတာမဟုတ်ဘူးဒီအချိန်မှာပဲသူမအိမ်နာမှာရှိနေတဲ့ကျတော်နေတလုံးကိုတွေ့သွားပါရီရာဒီကလည်းအဲ့ဒီကျတော်နေကိုယူပြီးတော့ပြန်လဲစိုက်ပြောလိုက်ပါရီနောက်နေ့မှာတော့သူမရဲ့လယ်ယာမြေတစ်ခုလုံးမှာရွှေရောင်ကျတော်နေဝင်ပြေးနှက်သွားခဲ့ပါရီကြည့်ပါအောင်အဖေနဲ့အမေကငါ့ကိုထပ်ပြီးတော့အကူအညီပေးခဲ့တဲ့ကျေးဇူးတင်လိုက်တာရာဒီကကလည်းစီးပွားရေးလုပ်ငန်းတစ်ခုစတင်ပြီးအောင်မြင်လာတဲ့အခါမှာတော့လက်ထပ်လိုက်ပါတော့တယ် နောက်ထပ်တင်ဆက်ပေးတော့မယ့်ပုံပြင်လေးကတော့စိတ်တိုင်းမကြတဲ့ရောက်ခမဆော်တဲ့ပုံပြင်ပဲဖြစ်ပါတယ်။ငါတို့ကကန်ဆိုးတာပါ။နေ့လိုမျိုးမိန်ကလေးမျိုးကိုအိမ်ကချွေးမကြော်လာခဲ့မိရတယ်လို့။နေရလေဘာအလုပ်တစ်ခုမှကောင်းကောင်းမလုပ်တတ်ဘူး။ထမင်းဟင်းလေးချက်ခိုင်းတာတော့မှအဆင်ပြေအောင်မလုပ်တတ်ဘူးလား။နေလုံးလာတဲ့ရိုတီကိုလည်းကြည့်ပါအောင်ဘလို့စားရမှာလဲ။ဟင်းကလည်းစားမပါ၊စီမပါ၊ငရုတ်သီးမမပါနဲ့။ငါတို့ကြောက်ဘူးတာကတော့အိမ်ကိုချွေးမအစ်စ်လေးရောက်လာပြီဆိုရင်တော့ထမင်းကောင်းကောင်းစားရတယ်။ဒီမှာတော့ဘာမှလည်းထူးခြားမလာဘူး။ ။အမေကျွန်မနောက်ထပ်ဟင်းတွေကိုပြင်ချက်ခဲ့ပေးမယ်လေ။ခဏလေးစောင့်တော့။ကျွန်မလည်းအကောင်းမွန်ဆုံးချက်ပြုတ်နေရပဲ။ဘာတွေဖြစ်သွားလဲကိုရိုင်းတောင်းမသိရော။ဟဲဘင်မလာကြီးနေကောင်းကြမှာရဲ့လား။ဘလို့လဲအဆင်ပြေတယ်မဟုတ်လားနဲ့။အမလေးအမလေးကြည့်ပါဦးကြည့်ပါဦး။ချွေးမလေးကပြုတ်ဆုပ်ပေးနေရလား။ချွေးမလေးချက်ပြုတ်ကျွေးနေရဲ့ထမင်းကိုစားနေရတယ်ဆိုတော့ကန်ကောင်းလိုက်တာဟဲ။ဘလို့လဲအဆင်ပြေရဲ့လား။အေးအေးအေးဆရာလေးထိုင်ထိုင်ထိုင်ငါအဆင်ပြေပါရဲ့နေရောဘလို့လဲအဆင်ပြေရမဟုတ်လား ဘဝကတော့ဒီပုံစံအတိုင်းပဲဖြတ်တန်းနေရတာပါပဲဘာမှအလောက်ထိထိုးချတာတော့လည်းမဟုတ်ဘူးပေါ့ဟဲ့နင်းကလည်းဘာဖြစ်တာလဲဘာဖြစ်လို့လဲနင်းစကားပြောနေတဲ့ပုံစံကြီးကလည်းထိုးစားလိုက်တာဟဲ့ဘာလို့အခုလိုမျိုးပြောနေရတာလဲဟဲ့ငါအခုလိုမပြောဘူးဆိုလို့ရှင်ဘလို့ပြောရမလဲပြောချွေးမလေးချက်ပြုတ်ထားတဲ့ဟင်းထမင်းတွေကိုလည်းကြည့်ရိုတီရဲ့အခြေအနေကိုလည်းကြည့်အောင်လေသူဘာတခုမှမလုပ်တတ်ဘူးထမင်းဟင်းတော့မှကောင်းကောင်းချက်တတ်တာမဟုတ်ဘူးရိုတီကိုလည်းတူးနေအောင်လှုပ်လာခဲ့ဟင်းတွေကလည်းအရသာတစ်စမ်းမှမရှိဘူး အေးဟုတ်တယ်ဟုတ်တယ်နင်ပြောတာမှန်တယ်ချွေးမလေးကရိုတီကောင်းကောင်းမလုပ်တတ်ဘူးပဲသူလှုပ်ထားတဲ့ရိုတီတွေကရုပ်ကိုမထွက်ဘူးတကယ်လို့အနေအားတဲ့အခါကြောက်လို့ရှင်တော့ငါ့ရဲ့အိမ်ကိုလာလေအောင်လေငါ့အိမ်မှာထမင်းလေးပါလေစားပြီးတော့မှပြန်ဖို့ငါ့ရဲ့ချွေးမလေးဆိုလို့ရှင်တော့တအားကိုတော်တော့ထမင်းဟင်းချက်ပြုတ်တာလဲတော်တယ်အိမ်နောက်တာဝန်တွေအားလုံးကိုလည်းသူမတေချာထမ်းဆောင်နိုင်တယ်သူချက်ပြုတ်ထားတဲ့ထမင်းဟင်းကိုစားပြီးပြီဆိုလို့ရှင်တော့နေလက်ချောင်းတွေကိုကိုယ်စားမိမှတော့စိုးဝင်ရတယ် နင်ဘိုက်တာဝဝလိမ့်မယ်စိတ်ကတော့ဝမမဟုတ်ဘူးထပ်ပြီးတော့စားပဲစားခြင်းနေမှာဟုတ်လားဒါဆိုရင်တော့နင်အတော်လေးကိုအစဉ်ပြေတာပေါ့နင်ရဲ့ချွေးမလေးကအရန်ကောင်းတာပဲနော်ဘလို့မဆိုအိမ်မှာချွေးမလေးရောက်လာတာကောင်းတယ်ဆိုလို့ရှင်တော့အင်ကနတ်ပြည်တမယကိုတာယာသွားတယ်ဟဲ့အဓိကတော့ချွေးမကောင်းကောင်းရဖို့အရန်အရေးကြီးရယ်နော်သူတို့တမိအသေးဆက်ဆက်လေးကလည်းရောက်မှဖြစ်သူရဲ့ကြံတန်းတဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာအယံဝန်နေသွားပါရည်။ဒါကြောင့်သူမအခန်းထဲကိုဝင်လာခဲ့လိုက်ပါရည်။သူမအခန်းထဲကိုရောက်လာခဲ့ပြီးနောက်မှာတော့ငိုဘဲငိုနေခဲ့ပါရည်။ သူမငိုနေငိုနေနဲ့ဘယ်အချိန်မှအိပ်ပျော်လို့အိပ်ပျော်သွားမှန်းတော့မသိရောပါဘူး။အိပ်ပျော်သွားခဲ့ပြီးရနောက်မှာတော့သူမအိမ်မှာတကုံမှတ်ခဲ့ပါရဲ့။ဂေါ်ရီအမေရဲ့သမီးလေး။ကဲကြည့်ပါအောင်သမီးရဲ့သမီးရအမေကိုအမေရမဲတတိယတန်းတနေခဲ့မဟုတ်လား။အခုနောက်ဆုံးတော့အမေရသမီးလေးနဲ့တွေ့ဖို့အတွက်ရောက်လာခဲ့ပြီလေကြည့်ပါအောင်သမီးရဲ့။အမေအမေပါလား။ကျမအမေကိုဘယ်လောက်တောင်မှတတိယနေခဲ့လဲဆိုတော့အမေသိရဲ့လား။အေးပါအမေသိပါတယ်။အမေသမီးလေးဘယ်လောက်တောင်မှဝမ်းနေနေလဲဆိုတော့ကိုလည်းအမေသိရဲ့။ မေတမီလေးရဲ့ဆင်းရဲဒုက္ခတွေနဲ့ဝမ်းနည်းမှုတွေကိုအမေထပ်ပြီးရောမကြည့်ရတော့လို့အခုအမေလာခဲ့ပြီလေအမေတမီအမေကိုအခုချိန်မှာအရန်ကိုလိုအပ်နေပါတယ်အမေရဲ့ကျမဘလောက်ပဲစူးစမ်းနေပါစေဘာတခုမှအဆင်ပြေမလာခဲ့ဘူးဘလို့လောက်ရမလဲအမေအမေအရင်တုန်းကကျမကိုချက်ပြုတ်ကျွေးခဲ့တဲ့ထမင်းပုံစံမျိုးကျမလုံးဝမချက်နိုင်ဘူးဖြစ်နေတယ်ကျမလည်းစူးစမ်းတာပဲဒါပေမဲ့ဘာတခုမှထူးခြားမလာဘူးကျမရဲ့ခေါမစိတ်ကျေနပ်သွားအောင်လို့ကျမထမင်းဟင်းကိုဘလို့ချက်ပေးရမလဲဘာလောက်ရမလဲပြောပါဦး အေးသမီးလေးဘာမှအရန်ကြီးစိတ်ပုံမနေပါနဲ့သမီးအတွက်အမေတခုစီစဉ်ပေးလိုက်မယ်။ဟောအစွမ်းထက်တဲ့ကာရာမန်တန်တခုသမီးကိုတင်ပေးလိုက်မယ်နော်။သမီးထမင်းဟင်းမချက်ခင်မှာ၃ခေါက်လောက်အဲ့ဒီကာရာမန်တန်ကိုရှော့ဖတ်လိုက်။အဲ့ဒီခါကျရင်တော့သမီးအရှိမဘာမှချက်ပြုတ်စရာမလိုပဲအရသာရှိပြီးတော့ပြီးပြည့်စုံနေတဲ့ထမင်းဟင်းတွေရောက်ရှိလာလိမ့်မယ်။ဒါနဲ့သမီးတခုကိုတော့တသေးချာသတိထားရလိမ့်မယ်နော်။အမေအခုသမီးကိုတင်ပေးသွားတဲ့ကာရာမန်တန်ကိုတော့သမီးတယောက်တည်းပဲတည်ခွင့်ရှိတယ်။ ဒါတွေကိုတခြားသူတအုပ်တယောက်ကသာတည်သွားမယ်ဆိုရင်တော့ဒီဂါရမန်တန်တွေရမော့အစွမ်းတွေအလုံးကချက်ချင်းပဲပပျောက်သွားလိမ့်မယ်။သမင်းဟင်းချက်ပျောက်တတ်တဲ့သူကလည်းဒီဂါရမန်တန်ကိုကြားရပြီဆိုတော့ねသမင်းဟင်းလုံးဝမချက်ပျောက်တတ်ပဲဖြစ်သွားလိမ့်မယ်။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအမေကျွန်မကိုပြောပြပါ။ကျွန်မအမေပြောတဲ့စကားတွေကိုတတိချာချာမှတ်ထားပါမယ်နော်။ပြီးတော့ဒီဂါရမန်တန်တွေကိုလည်းကျွန်မကတိပေးပါတယ်ဘယ်သူကမှမပြောပြပါဘူး။ကော်ရီကလည်းသူရဲ့မိခင်နဲ့တွေ့ဆုံခွင့်ရတဲ့အတွက်အရှမ်းကိုဝမ်းသာပြောရွှေနေခဲ့ပါတယ်။ ဒါပြင်သူရမီခင်ဖြစ်သူကဂါရမန်တန်တစ်ခုကိုပြေးသွားခဲ့တဲ့အတွက်ကြောင့်မို့လို့ပိုပြောရွှေနေခဲ့ရပါဘို့ခဏအတွင်မှာပဲအတန်တစ်ခုကြားခဲ့ရပြီးသူမအေးရကနေလန်နိုးလာခဲ့ပါရီကဲချွေးမလေးရေနင်ဘာလုပ်နေရလဲဘယ်အချိန်ကိုအိတ်နေရလဲပြောစမ်းမအောင်ငါတို့ဒီနေ့ညစာကိုစားရအောင်မလားနေနေလဲစားထမင်းမစားဘဲနဲ့အိတ်နေရအခုအတော်လေးကိုကြားနေပြီးထတော့ထတော့အခုဆိုလို့ရှင်တော့ငါးယောက်ကြားနေနေယောက်ကြားနှစ်ယောက်လုံးအလုံးကနေအိမ်ကိုပြန်လာမယ့်အချိန်ရောက်နေပြီသူတို့အိမ်ကိုရောက်လာပြီးဆိုတာနဲ့ဘိုက်စားတယ်ဆိုပြီးတော့တောင်းရန်ကြားလိုက်မယ် 음အမေရငေါ့အိမ်မက်ထဲမှာကာရမန်တန်တွေလာပြီးတော့ပြောပြသွားတယ်ငါမှတ်မိတယ်ဒီနေ့ထမင်းဟင်းချက်ပြုတ်တဲ့အခါကြားလို့ရှင်တော့အဲ့ဒီကာရမန်တန်တွေကိုအတုံးချပြီးတော့ငါထမင်းဟင်းချက်ပြုတ်ရမယ်ဂေါ်ရီကလည်းရခမဖြစ်သူရဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာချက်ချင်းမိဖို့ခံနေဝင်သွားလိုက်ပါတယ်ပြီးသွားတဲ့အခါမှာတော့သူ့ရဲ့အမေအိမ်မက်ထဲမှာပြောပြသွားတဲ့ကာရမန်တန်ကို၃ချိန်၃ကားရွှတ်ဖက်လိုက်ပါတယ်သူမကာရမန်တန်ကို၃ချိန်၃ကားအတိဖက်လိုက်တဲ့အခါမှာတော့အရသာရှိပြီးပြည့်ပြည့်စုံနေတဲ့ထမင်းဟင်းမျိုးစုံတမအရှိကိုရောက်ရှိလာခဲ့ပါတယ် အရန်ကိုရတာရှိပြီးပြည့်စုံလုံးနေတဲ့ထမင်းဟင်းတွေကိုတွေ့ခဲ့ရတဲ့အခါမှာသူမဝမ်းသာပျော်ရွှင်သွားခဲ့ရပါဘူး။ကော်ရီကလည်းအမြန်ဆုံးသူ့ရဲ့ယောက်ခတိယောက်ခမနဲ့ယောက်ျားကိုထမင်းဟင်းတွေတဲခင်အခန်းကျွေးမွေးခဲ့ပါရီ။အရင်နေ့မှာယောက်ခမဖြစ်သူကတော့ထွေးမလီရဲ့လက်ရာကိုအတော်သဘောကျနှစ်သက်သွားခဲ့ပြီးချီချူစကားကိုတောင်ပြောဆိုပေးခဲ့ပါရီ။ကြည့်ပါအောင်ထွေးမလီရဲ့ကြောလိုက်တာဒီနေ့နေကဘယ်ကနေပြီးတော့ထွက်လာခဲ့ရလဲပြောစမ်းပါအောင်။နေအရန်တော်တဲ့ထမင်းဟင်းစက်ပြုတ်ကြတာတကယ်အရန်စားကောင်းတာပဲ။ နေဒီနေ့အရန်ကိုရတာရှိတဲ့ထမင်းဟင်းကိုငါတို့ကိုချပြောက်ကျွေးခဲ့တယ်။အရင်တုန်းကကအခုလိုရတာရှိတဲ့ထမင်းဟင်းကိုချပြောက်ကျွေးလဲဖြစ်ရတာနဲ့နေလိုက်ရကိုငါတို့စားနေရတယ်ဆိုတာယုံနာမမယုံနိုင်ဘူးသိရလား။ဒါဆိုရင်တော့ဒီနေ့ကစပြီးအခုလိုအရတာရှိတဲ့ထမင်းဟင်းတွေကိုပဲအမြဲတမ်းချပြောက်နေတော့ကြားလား။အဲဒီခါကြားလို့ရှင်တော့ငါလည်းငါ့ရဲ့အင်ဒီနာချင်းဆွေမျိုးတွေကိုကြွားလို့ရတာပေါ့။ငါ့ရဲ့ချွေးမလေးကလည်းထမင်းဟင်းချပြောက်ကြအရန်တော်တယ်ဆိုတဲ့အကြောင်းတွေကိုလေအမေအမေတို့ကျမတကယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီနေ့ကျမရဲ့ခမကကျမအတွက်ကြောင်းနေဘလောက်ကြောင်းဝမ်းသာပျော်ရွှင်နေသလဲဆိုတာကိုကြည့်ပါဦး။ကျမချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကြောင်းအားလုံးကလည်းအရန်ကိုဝမ်းသာပျော်ရွှင်နေကြပြီ။ဒီလိုနဲ့ရောက်ခမဖြစ်သူကလည်းထမင်းကောင်းကောင်းစားရတဲ့အခါမှာတော့ချွေးမလေးကိုပြည်တင်ဝေဖန်ခြင်းမရှိတော့ဘဲနဲ့ဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။အဲ့မှာတော့ဂေါ်ရီရဲ့ရောင်မလီကအင်ကိုလာလေးပြီးအိမ်မှာရက်အနေငယ်တော့နေထိုင်ဖို့ဖြစ်လာပါတယ်။ပင်ကီကတော့သူ့ရဲ့ရောင်မဘလို့ဖြစ်ပြီးဒီလောက်တောင်ပြောင်းလဲသွားတာလဲဆိုတာကိုမယုံကြည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။ အရင်တုန်းကထမင်းဟင်းကောင်းကောင်းမချပြောက်တက်တဲ့သူကအခုဘလို့ဖြစ်လို့အရသာရှိတဲ့ထမင်းဟင်းတွေကိုချပြောက်တက်သွားရတာလေပေါ့ဒါကြောင့်သူကလည်းသူ့ရောင်မှာထမင်းဟင်းချပြောက်တဲ့အခါတိုင်းတသေးချာချာစောင့်ကြည့်နေကြပါရဲ့တရမှာတော့သူမစောင့်ကြည့်နေနေသူမရဲ့ရောင်မှာဖြစ်သောထမင်းဟင်းမချပြောက်ခင်မှာဂါရမန်တန်တွေရုတ်ဖက်နေအောင်ကိုတွေ့သွားခဲ့ပါတော့ရဲ့ဩငါသိရဲ့ထင်တော့ထင်လားပဲတခုမဟုတ်တခုလှုပ်ဝှက်ချက်ရှိနေမယ်ဆိုတာသူ့ရဲ့လှုပ်ဝှက်ချက်ကိုငါသိသွားပြီသူရဲ့ဂါရမန်တန်ကိုတုံးကရုတ်ဖက်လိုက်ပြီးဆိုတာနဲ့ထမင်းဟင်းချက်ပြုတ်စရာမလိုပဲ ချက်ချင်းထမင်းဟင်းတွေကရောက်လာတာပဲ။ဒါဆိုရင်တော့ငါလည်းဒီကာရာမန်တန်တွေကိုရုတ်ဖတ်ပြီးတော့ထမင်းဟင်းတွေကိုအစင်သိရှအောင်လုပ်ရမယ်။အိမ်မောင်၅ယောက်ကြားနဲ့၅ယောက်ခတိရခုမလေးအရန်ကိုဝမ်းသာပြောရှင်သွားမှာပဲ။ကဲထားပါလေ။ဒီအလောက်ကိုတော့ငါအိမ်ကိုရောက်သွားတဲ့အခါကြတော့မှပဲအေးအေးစိစိလောက်တော့မယ်။အခုလောလောဆယ်အိမ်မောင်ငါလဖေးတစ်ခွက်လောက်ဖြောကြည့်လိုက်မယ်။အမေကိုလည်းတိုက်ရမယ်။အမေငါအတော်အရန်ကိုဝမ်းသာပြောရှင်သွားမှာ။ဘလို့ဖြစ်တာလဲ။ငါကာရာမန်တန်ကို၃ခေါက်ရုတ်ဖတ်ပြီးသွားပြီ။ဘလို့ဖြစ်လို့လဖေးကမပေါ်လာရတာလဲထူးဆန်းလိုက်တာ။ ဒါဘလို့ဖြစ်တာလဲဘလို့ဖြစ်ရတာလဲအခုနောက်ရောင်မကဒီကာရာမန်တန်ကိုရုတ်ဖတ်ပြီးထမင်းဟင်းချက်ပြုံးနေတဲ့အချိန်တုန်းကတော့ထမင်းဟင်းအေးအေးဆေးဆေးပေါ်ထွက်လာခဲ့ရပါလေကြည့်ရတာငါလှည့်စားခံလိုက်ရတာများလားတခုတခုတော့တခုခုပဲတော်ပြီဟာဒီအချိန်အတွင်းမှာဆိုရင်တော့ငါကိုဟောက်ကိုလက်ဖေးဖြောင်းနေအောင်မရသေးရဲ့ဟမ်လက်ဖေးဘလို့ဖြောင်းရတာလဲလက်ဖေးရေဘလို့ဖြောင်းရတာလဲဆိုတော့ကိုငါလုံးဝမသိတော့ဘူးဒုက္ခပဲဘာဖြစ်လို့ငါမမှတ်မိရတာလဲလက်ဖေးဘလို့ဖြောင်းရတာလဲဆိုတော့လေဒါနဲ့ထမင်းဟင်းကိုရောဘလို့ချက်ရတာလဲ ဒါရီအလုံးကိုလည်းငါမမှတ်မိတော့ဘူးငါဘလို့ဖြစ်ကုန်တာလဲဒါနဲ့ငါဂါရမန်တန်ကိုရုတ်ဖတ်လိုက်တာနဲ့ငါထမင်းဟင်းဘလို့ချက်ပြုတ်ရလဲဆိုတော့ကိုမေ့သွားတာတော့မဟုတ်တော့ပါဘူးနော်ပင်ကီကတော့အရန်ကိုဝမ်းနဲ့သွားခဲ့ပြီးတော့အော်ဟင်းကိုကျွေးနေခဲ့ပါရီခဏနေတော့ဂေါ်ရီနဲ့သူရဲ့အမေနှစ်ယောက်လုံးကလည်းမိဖို့ခံနေဝင်လာခဲ့ကြပါရီဟဲ့ဘာဖြစ်တာလဲသမီးလေးပင်ကီဘာဖြစ်လို့လဲနေငိုနေရဟုတ်လားဘာဖြစ်တာတော့တခုခုလိုချင်နေဆိုရင်တော့နေရောင်မရှိရလေသူ့ပြောဖို့တခုခုဖြစ်သွားတာလားတန်ရီပါရီရှသွားတာလား ။ဘာဖြစ်တာလဲအမရဲ့အစဉ်ပြေးရလားဘာလို့ငိုနေရတာလဲ။တခခုလိုချင်နေဆိုလို့ရှင်တော့ပြောပါကျွန်မကိုယ်တိုင်လှုပ်ပေးမယ်လေ။ရောင်မရဲ့ကျွန်မတောင်းပန်ပါရဲကျွန်မကိုခွင့်လှပါ။ကျွန်မရောင်မပြောနေတယ်မဟုတ်အစွမ်းထက်နေတဲ့ကာရာမန်တန်ကိုကြားသွားခဲ့တယ်။ကျွန်မလည်းအဲ့ဒီကာရာမန်တန်ကိုပြောပြီးတော့လက်ဖိဖြော်နေခဲ့ရလေ။ဒါပေမဲ့အခုကျွန်မထမင်းဟင်းဘလို့ချက်ပြုတ်ရလဲဆိုတော့ကိုလုံးဝကိုမေ့သွားခဲ့ပြီ။ကြည့်ရတာကျမလုံးဝကိုထမင်းဟင်းမချက်ပြုတ်နိုင်တော့ဘူးနဲ့တို့ပါရီမော်အစွားထက်တဲ့ခါရာမန်နဲ့မော်အစွားထက်တဲ့ထမင်းဟင်းတွေဘာတွေပြောနေရလဲငါ့ကိုရှင်းလင်းအောင်ပြပြစမ်းမအောင် ငါဘာတခုမှနားမလဲတော့ဘူး။အမေကျမပြောပြပါမယ်။ဂေါရီကလည်းယောက်ျားမဖြစ်သူကိုအမှန်အတိုင်းပြောပြခဲ့ပါရဲ့။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာယောက်ျားမကဝမ်းနဲ့လုံလုံမျက်ရည်ကျလာခဲ့ပါတော့တယ်။ဒါရီအားလုံးကငါ့ရဲ့အမားတွေပဲ။ငါသာထရီမလေးကိုတမီးတယောက်လိုဆက်ဆံခဲ့ပြီးတော့ထမင်းဟင်းချက်ပြုတ်တတ်အောင်သင်ပေးခဲ့မယ်ဆိုရင်တော့ဒါရီဖြစ်လာစရာဘာအကြောင်းမှမရှိဘူး။ခွင့်လောက်ပါထရီမလေးရဲ့။ဟုတ်ပါတယ်ကျမခွင့်လောက်ပါနော်။ကျမမှားခဲ့တဲ့အတွက်ကျမနားလဲပါရဲ့။နင်ကိုယ်တိုင်လည်းဒီကာရမန်တန်ကိုမလို့အပ်တော့ဘူးတမီးလေးရဲ့။ အမေလိုမျိုးချစ်ပေးမယ့်ရခမကိုတမိရသွားပြီလေတမိအိမ်မှာအမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေနော်အမေရဲ့ဆုတောင်းမြတ်တာတွေကငါတမိလေးနဲ့အတူတူအမြဲတမ်းရှိနေလိမ့်မယ်ပင်ကီကလည်းသူမဟင်းချက်ပြုံးနေပြီကိုပြန်လဲတရိယာသွားခဲ့ပါရရန်နေငယ်အတွင်းကော်ရီကလည်းရခမစီကနေသမင်ဟင်းချက်ပြုံးနေတင်ယူခဲ့ပါရဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်